။ငင်းကြဲဆွနေမှုကူတွဲကုန်တီရဲ့၅ချိန်မြောက်ဒီစီဝေမှာငင်းကြဲအတွက်ရှေ့ဆက်လှုပ်ဆောင်မဲ့အရာတွေကိုဆွနေခဲ့တဲ့အပြင်တီတော်စုငင်းကြဲညီလာခံမှာဆွနေခဲ့တဲ့မှတ်တမ်းတွေကိုထုတ်ပြန်နိုင်ဖို့လည်းတိုင်ပင်ခဲ့ကြပါဗျ။ UPDJC ရဲ့နောက်ဆုံးစီဝေကိုမတ်လဆန်းမှာပြုလုပ်ပြီးတော့အစိုးရအတွက်ကိုငင်းကြဲလုပ်ငန်းစဉ်တွေအနှံ့သွားမှာလည်းဖြစ်ပါတယ်။ငင်းကြဲလုပ်ငန်းစဉ်မှာအပြစ်ခံရစေး NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကိစ္စကအရေးကြီးဆုံးဖြစ်တယ်လို့ဝန်ကြီးဦးအောင်မင်းကပြောပါတယ်။ ဒီမှာဒီဆိုတော့အင်းကြီးလက်မှတ်ကိုပြီးပွားတဲ့အွဲဒီဟာကိစ္စပါပဲအဲ့ဒီဘွဲတွေဆက်လက်ပြီးလုပ်ဖို့ပါဒီဘွဲအင်းကြီးကိုလက်မှတ်ပြီးပွားတဲ့အွဲများကဒီတော့ကျိုးပန်းဆောင်တဲ့နေရာတွေလည်းကျွန်တော်တာပြရတဲ့မတော်ပါဘူးကျွန်တော်နေနေလဲခိုင်းတဲ့နေရာချစ်ပိုက်လို့မပွားရောက်ဘူးလက်မှတ်ကိုပွားပေးတဲ့အွဲတွေနဲ့ပွားရောက်ဖို့ဆုံးမျိုးကျိုးပန်းတော့ပါဘူးကျွန်တော်နေတဲ့အင်းကြီးအတိုင်းဝိုင်းထဲမှာပါလာ ်ကိုပေါင်းပြီးပို့စားကြပါတော့ဘုရားရှင်ရဲ့ကိုကိုနိုင်ငံရေးတော်ဘုရားရှင်ရဲ့စာရင်းဆိုတော့သူတို့နေတဲ့ဘာဝနာနဲ့ကိုယ့်ရဲ့အချင်းကြောင်းခါတော့ဖြစ်ပါတယ်အပြစ်ခရစေးစာချုပ် NCA ချုပ်ဆိုနိုင်မှုအတွက်နှစ်နှစ်ကျော်လောက်ချေယူခဲ့ရသလိုတခြားကိစ္စရပ်တွေဆွေးနွေးမှုကတော့အစိုးရတစ်လက်ထက်မှာတော့ဆုံးသက်နိုင်ဖို့တက်အပ်မပြောနိုင်သေးပါဘူး။နှုတ်နှစ်ဖက်သဘောထားချင်းမှုတွေနားလည်မှုတွေတိစောက်ဖို့ကလည်းအမတန်အရေးကြီးပါတယ်။ အစိုးရကစပြီးတော့ဖိတ်လိုက်တော့ကလည်းအဲ UPCC တို့ပြည်တော်စုညှိနှိုင်းရေးပေါ်ဆောင်ရေးဘူကော်မတီဆိုတာလည်းမရှိသေးဘူးပြည်တော်စုညှိနှိုင်းရေးပေါ်ဆောင်ရေးလုံခြုံရေးကော်မတီဆိုတာလည်းမရှိနောက်ပိုင်းမှာတို့ဆက်ဖွဲ့လာတယ်နောက်ပိုင်းမှာအစုအဖွဲ့နဲ့ဖြစ်လာတဲ့အပေါ်မှာတပြည်လုံးပြစ်ခတ်ရဆဲသဘောတူစာချုပ်ကိုသဘောတူတဲ့စာသားတွေသဘောတူတဲ့အချိန်ကအချိန်နှစ်နှစ်လောက်ကြာတယ်နော်နှစ်နှစ်လောက်ကြာတဲ့အပေါ်မှာအခုနိုင်ငံရေးတွဲဆုံဆွေးနွေးဆွေးနွေးမယ့်အချက်တွေက တချက်တည်းမဟုတ်တော့ကျွန်တော်ဆွေးနွေးအချက်နဲ့နိုင်ငံရေးနာဆိုင်ရာကိစ္စတွေပါမယ်စီးပွားရေးဆိုင်ရာကိစ္စလူမှုဆိုင်ရာကိစ္စလုံခြုံရေးဆိုင်ရာကိစ္စသဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေပါလာမယ်ဆိုတော့ဆွေးနွေးရမယ့်အချက်တွေကအပြည့်အခါရစဲတခုတည်းမဟုတ်တော့ဒါဆိုအချိန်ရပူကြပါမယ်ဒီဆွေးရသက်တမ်း၅နှစ်အတွင်းမှာပြီးမလားမပြီးဘူးလားဆိုတော့ကျွန်တော်တအားလို့မပြောလို့မရဘူးဒါပေမဲ့ကျွန်တော်အဆိုပြုထားတဲ့နိုင်ငံအတွက်ဆွေးနွေးမှုပေါင်းတဲမှာတော့ဒီငိမ့်ချိုင်းဖြစ်စဉ်ကို၃နှစ်နဲ့၅နှစ်အတွင်းပြီးမယ်ဆိုပြီးတော့ နော်အဆုပြုထားတာရှိနေအခုရောက်တဲ့အနေဆင်းကနေပြန်တော့ကျွန်တော်ခိုင်ခိုင်မာအရတီးပြီးရှစ်ဆက်ပြီးတော့ဆောင်ရွက်တာဘူးတော့လိုအပ်တယ်လို့မြင်ပါတယ်နောက်တက်လာမယ့်မြို့သားအဆင့်နိုင်ငံကြီးဆွေးနွေးပွဲတွေကိုလည်းပြည်တော်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကပဲဥဆောင်ကျင်းပသွားမှာဖြစ်ပါတယ်ပြည်တော်စုငြိမ်းချမ်းရေးညီလာခံရဲ့အောက်မှာမြို့သားအဆင့်နိုင်ငံကြီးဆွေးနွေးပွဲတွေဆိုတာရှိတယ် National Dialogue ဆိုတာရှိတယ်အဲ National Dialogue ဆိုတာတွေကတနင်္ဂနွေလုံးမှာကျွန်တော်တို့ဆွေးနွေးကြဖို့ရှိတယ် အဲ့ဒီဆွေးနွေးနိုင်မှုအတွက်ဟိုကိစ္စတွေကိုကျွန်တော်တို့ဒီနေ့ဆွေးနွေးကြတယ်ဒါစပြီးတော့ဆွေးနွေးဖို့ပေါ့နော်ဟိုတည်ပြင်းတဲ့ခုနဟိုဥဆောင်မှုလေးတွေဖွဲ့စည်းမှုလေးတွေမပေါ်ခင်မှာ UPDJC ရပဲအတွင်းမှုဖွဲ့ပေါ့နော် UPDJC ပေါ့အခုဒီနေ့စီဝေးလို့အဖွဲ့စည်းရပဲဥဆောင်ပြီးတော့မြို့သားဆင်နိုင်ငံရေးဆွေးနွေးပွဲတွေကိုဥဆောင်ကျင်းပမယ်ဆိုတဲ့ဆုံးဖြတ်ချက်လည်းကျွန်တော်တို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်